ရခိုင်ပြည်နယ်အတွင်းကနိုင်ငံရေးပါတီတွေစစ်တွေမြို့ပေါ်ကပြည်နယ်တန်ခါနာကဆရာတော်ကြီးတွေလူမှုအဖွဲ့အစည်းတွေအပါအဝင်ရဟန်းရှင်လူ900ဝန်းကျင်လာကစစ်တွေမြို့ဖျားကြီးရှင်ပြန်မှာတုံးဆူချက်၈ချက်ကိုမက်လာ9ရက်နေ့ကနေဆွေးနွေးသဘောတူခဲ့ကြတာပါအဲ့ဒီမှာဒီအချက်တွေနဲ့ပြည်ပမဲ့လို့မတိအောင်ဆောင်နေတဲ့လူရှောက်သူတွေတိအောင်ပြီးတော့ ရခိုင်ပြည်တနန်တရားမှာဖြစ်နေစူဝေပြီးတော့ဒီအလုံးလုံးကြတာပါဒီအချက်တွေမလိုက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအစိုးရကဟောမယ်အစိုးရရဲ့ဒီပြည်သူပေါ်ထားတဲ့စိတ်စင်စားမယ်နဲ့ဆိုင်တော်မယ်လို့ထင်တယ်ဒီအချက်တွေဒီအစိုးရမှာကျွန်တော်တို့ကတောင်းဆိုတယ်ဒီအချက်တွေအစိုးရကမလိုက်ရောမပြေနိုင်ဘူးဒီကဟိုအစိုးရကတက်တက်ကြီးနေနိုင်တဲ့အဖို့တက်ရောက်သွားမယ်နော် အဲ့ဒီစနူဘူးကနေရရှိခဲ့တဲ့အချက်တွေကတော့အပြည့်အမြပြည်သူတွေကိုဖန်စီတက်ပြဲခြင်းမပြုလို့ရေးလန်နေကြီးတွေနဲ့ခြေရွာတွေကိုမတိုက်ခိုက်ဖို့နဲ့တန်ဖို့ရှိပစ္စည်းတွေကိုယူဆောင်သွားပြီးနေအိမ်တွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုမဖျက်ဆီးရေးဦးစီးစစ်ဆင်မှုတွေကိုပတ်ပွန်တားဆီးခြင်းကိုဖွင့်ပေးရေးစီဗေးရှင်ပြည်သူတွေအားလွတ်လပ်စွာကူညီခွင့်ပေးရေးအင်တာနက်ပြန်ဖွင့်ပေးရေးလွတ်လပ်စွာသတင်းရယူခွင့်ပြုရေးနဲ့ထိခိုက်ဒဏ်ရာရပြည်သူတွေကိုလွတ်လပ်စွာစေကူတောက်ခွင့်ပေးရေးအချက်တွေပါ ီတုံးဆိုချက်တကိုလက်ရုံမှုမပေးနိုင်ဘူးဆိုရင်အစီဝေရဲ့သဘောတူညီချက်အရလမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ပေါ်သွားမယ်လို့ပြောပါရယ်။အခုကျွန်တော်တို့ပြင်းပြင်းထန်ထန်အလူရဲကြောက်သွားတဲ့ CS ဆိုတဲ့အရဖအဖွင့်စစ်တွေဆိုဥမာတရားနဲ့ဥမာအချစ်စင်မှုဘာလို့ရှိတယ်ကောတော့ထုတ်ပြန်နေစိတ်မဲ့ဒါပေမဲ့ဘာမှဘာဘာတဆရာဆူရတာပေါ့နော်မလိုက်နိုင်ဘူးဆိုကျွန်တော်တို့ကလမ်းပေါ်ပေါ်မယ်ကော။အဲ့ဒီအဲ့ဒီအဲ့ဒီလိုကျွန်တော်တို့ဆုံးပြတယ်ကော။ ဒီဆွေးနွေးမှုမှာတော့ကုမ္ပဏီဝန်အသီးသီးကဖွဲ့စည်းခဲ့ပြီးအဲ့ဒီသဘောတူညီချက်ရှိချက်ကနေထုတ်ပြန်ချက်တစ်စုံထုတ်ပြန်သွားမှာဖြစ်ပြီးနိုင်ငံတော်သမ္မတကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်အတိုင်ပံကဒေါအောင်ဆန်းစုကြည်ကုလသမဂ္ဂနဲ့နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေသက်ဆိုင်ရာတာဝန်ရှိသူအစစ်အစစ်ကိုပေးပို့သွားမယ်လို့သိရပါတယ်ကျွန်တော်ဝဏ္ဏခွန်ညိုတင်ပေးပို့ထားတာပါမြန်မာနိုင်ငံမှာ COVID-19 ကကိုရိုနာဗိုင်းရပ်ရောဂါကြောင့်2020ရွေးကောက်ပွဲမကျင်းပဖြစ်ပါကလက်ရှိဒီဇယ်အစိုးရအနေနဲ့ ကာလုံရေးပေါ်စည်းဝေးခေါ်ပြီးနိုင်ငံအတွက်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လှုပ်ဆောင်မှုလိုတယ်လို့သုံးသက်တာတွေလည်းရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့2020ရွေးကောက်ပွဲကိုဒီနှစ် ကုန်ပိုင်းလောက်မှကျင်းပသွားမှာဖြစ်တဲ့အတွက်ဗိုင်းရပ်စ်ရောဂါကြောင့်မကျင်းပဖြစ်ပါကလက်ရှိအစိုးရအနေနဲ့ပြည်သူလူထုကိုချပြပြီးကောင်းမွန်တဲ့စနစ်တကူကိုစောင့်ကျဉ်းသွားဖို့လိုတယ်လို့ဆိုပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးကြည့်လိုက်အောင်တော့ကျွန်တော်တို့ကာလုံမှညှိနှိုင်းနိုင်လို့ရှင်တော့ကျွန်တော်တို့ဒီကိစ္စက ကျွန်တော်အဆင်ပြေနိုင်ပါတယ်။ဘာမှအာဏာလွှတ်ပြောင်းစရာမလိုဘူး။ဒီလူပိုင်ခွင့်ကဘယ်သူမှရှိတာလဲဆိုတော့ရေကောက်ပွဲကွန်ရှင်ပါပဲရှိတယ်။အဲ့တော့ရွှေ့မလားမရွှေ့ဘူးလား။ကျင်းပမလားမကျင်းပဘူးလားဆိုရေကောက်ပွဲကွန်ရှင်ကဆုံးဖြတ်။အဲရေကောက်ပွဲကွန်ရှင်ကအဲ့လိုဆုံးဖြတ်ပြီးလို့ရှင်လဲတည်ဆဲဆိုးရနဲ့လုတ်စရာမလိုဘူးလို့ထင်ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတာမရှိပါဘူး။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုပြည်လဲစီဖို့ဆိုရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပူးပေါင်းမှုလိုတယ်လို့ဥပဒေပညာရှင်တဦးကပြောပါတယ်။အခုလိုလှုပ်ဆောင်မှုဟာတိုင်းပြည်အတွက်အရေးကြီးတဲ့ကဏ္ဍဖြစ်ပြီးရောဂါတခုဖြစ်တဲ့အပေါ်မှာကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လွှတ်တော်ကိုလာရောက်ရှင်းပြဖို့လိုပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်းကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အပေါ်အကောင့်တွေဖော်ဖို့လိုတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲရွေးဆိုင်စီရင်လို့ဒါကြီးကိုရှေ့တန်းတင် ဒါမျိုးလဲဘုလို့အနံ့ရရေဥတည်ပြီးတော့တေးသေးကြေးကြေးနာကိဥပရိပြတ်ထမ်းလို့ပဲပြတ်ထမ်းမယ်ဆိုတာမျိုးလဲမဖြစ်သင့်ဘူးမဖြစ်သင့်ဘူးဆိုရင်တော့ဒီအရေးကိစ္စကြီးလွတ်တော်မှာအတီးပြုဆုံးပြတ်ချက်ကိုနှင်းမြန်နိုင်မြတ်နှင်းမြန်ဆုံးဒီလမ်းနဲ့အတီးပြုပြတ်ထမ်းပြီးတော့ချွေဆိုင်ချင်းမချွေဆိုင်မဲကျင်းပါခြင်းတွေကိုဆုံးဖြတ်ဖို့ဟာသင့်မယ်လို့ကျွန်တော်တို့ထင်ပြတဲ့ပြောလို့ပါမြန်မာနိုင်ငံမှာရောဂါပိုးရှိသူတွေတပြိုင်တည်းအစုလိုက်ပြုံလိုက်တွေလာနိုင်တာကြောင့်လူစုလူဝေးနေရာတွေ ပွဲလန်းသဘင်တွေကိုရှောင်ကျဉ်ဖို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးကထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာကိုဗစ် -19 နဲ့ပတ်သက်လို့အတည်ပြုလူနာတယောက်မှမတွေ့သေးဘူးလို့ဆိုထားပါတယ်။ကျွန်တော်နေလင်းအောင်ပါ။ YRDA ကစီစဉ်တဲ့မက်စလာ9ရက်နေ့ရန်ကုန်ကိုကိုကျွန်းဒုတိယမြောက်ခရီးစဉ်မှာကိုကိုကျွန်းပြည်နိုင်ငံရဲ့အကျဉ်းသားဟောင်းဖြစ်တဲ့ကရင်မျိုးသားအစည်းအရုံးဗဟိုကော်မတီဝင်ဘရိုမန်းကြီးမောင်လိုက်ပါသွားခဲ့ပါတယ်။ဟိုးလုံခဲ့တဲ့နေပေါင်း69 90တုန်းကကိုကိုကျွန်းကိုအစိုးရညွှန်ဝဲပြီးပို့ခဲ့တဲ့တိုင်းပြည်ကိုဘာမှအသိမပေးဘူး။အဲ့အတွက်ကိုကိုကျွန်းမှာဘဝတူအကျဉ်းသားတဲ့15ရက်73ရက်တော့ကြာဆုံးခဲ့တယ်။ အခုအဲ့ဒီကွယ်လွန်သွားတဲ့ဒီတာဆုံသွားတဲ့မိတ်ဆွေဟောင်းရဲ့ဘောဟောင်းတွေအတွက်ကိုရည်စူးပြီးတော့အခုကျိုးသွားပြီးတော့အခုပြုံးပါရန်ကုန်တိုင်းဒေသကြီးတယူပုဆောင်ရေးကြီးကြပ်ကုကဲမှုအာနာပိုင်အဖွဲ့ကကုန်ကြခံပြီးတော့ရန်ကုန်ကိုကိုကျွန်းရေးချောင်းခရီးစဉ်ကိုဒေသခံပြည်သူတွေနဲ့တောင်ကျဝန်ထမ်းတွေအဆင်ပြေစေဖို့အတွက်တလောက်ဝတစ်ချိန်အခမဲ့ပြေဆွဲပေးနေတာပါ။ အခုကတော့တိုင်းပြည်ကဒီမိုကရေစီစနစ်ကိုလည်းပြန်လည်ပြီးတော့စပြိုးပြီးတော့တူတော်တဲ့ကာလဆိုတော့ဒီလိုပွင့်လင်းလာတဲ့အတွက်သူတို့ကတောင်းအောင်တည်တည်နဲ့အကိုတို့နိုင်ငံရဲ့အကျဉ်းသားဟောင်းတို့ဒီလိုကုတ်ပေးတာပါနော်။ဟောချလို့ကတော့ဒါဒါမဲ့အေဘီလာမှာပြည့်စွဲပေးမယ်တတိယကြိမ်မြောက်ခရီးစဉ်မှာတော့လူစင်းနှင်းမှုတွေကောက်ခံသွားဖို့မရှိသေးပေမဲ့ကုန်ပစ္စည်းသဲဆောင်တဲ့အပေါ်မှာတင့်တင့်နဲ့နှုံထားတဲ့ကောက်ခံသွားဖို့ပြင်ဆင်နေပါတယ်။ ူရီပေါ်မှာလည်းကောက်ခံဖို့အတွက်တော့ညာရာချက်ကျွန်တော်မှမရှိဘူး။ဒါလည်းရောင်းတဲ့ဒေသကြီးဆိုတာဝယ်စီမံဆောင်ရွက်ဖို့ပဲဖြစ်ပါလား။တို့တော့ပုံလေးပေါ်မှာဆိုတာလည်းကျွန်တော်တို့ကဥပမာပေါ့။ဘူပွားတဲ့လူကြီးကိုကျွန်တော်တင်မောငှားတယ်။ငှားတဲ့အခါကျတော့ဒီတင်မောမှာပါတဲ့အလုံးပဲ။မှတို့လုံးလုံးနဲ့ဒီတင်မောကုံကြီးကအတက်အမှားကထားရတယ်။မလုပ်ပြပါနဲ့။ဒါကြောင့်မလို့ကျွန်တော်တို့ကပုံလေးပေါ်မှာလည်းငောင်းတနည်းပေါ့။ကျွန်တော်တို့တည်ဖို့တော့ပြရတယ်။စေတနာအရဟောရတာဖြစ်ပြီလေ။ เจ้าကြီးငယ်ရှိတယ်သူတို့ကညီညွတ်တဲ့စီမံဆောင်ရွက်မှုရှိဖို့အတွက်ကဒါဒီတေဆောင်ကကောက်တာတို့အမကန်တို့ဓာရီတဲ့တနေ့လူကောင်းလူလာတယောက်ကျေပြန့်လာတဲ့အနေအထားကိုပူတည်ပြီးတော့ကျွန်တော်ကသွားနိုင်ကုန်ပစ္စည်းတွေအနေနဲ့ကတော့ဒေတာခွင့်ပြိုရေးကုန်ပစ္စည်းဒေတာအတွင်းပြန်လဲရောင်းချနိုင်တဲ့ကုန်ပစ္စည်းနဲ့စားသောက်ကုန်တွေပါဝင်ခဲ့ပါတယ် ဒီခင်းစဉ်ကိုလိုက်ပါလို့သူတွေအနေနဲ့ရန်ကုန်တောင်ပိုင်းခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုသတင်းပေးဖို့ရင်လိုက်ပါစီနေနိုင်မှာဖြစ်ပါတယ်ကျမဆိုချစ်ချစ်ပိုင်းမှာ အဲ့ဒီအမျိုးသမီးဟာတရုတ်နိုင်ငံရွှေလီမြို့ကနေဖားကန့်ကိုပြန်လည်ရောက်ရှိလာသူဖြစ်ပြီးမက်လာ9ရက်နေ့ကညာဘက်နန်ယိုးအောက်ဖက်နားကနားနေတာကြောင့်ဖားကန့်မြို့မှာရှိတဲ့ပုဂ္ဂလိကဆေးရုံမှာတွားရောက်ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပုဂ္ဂလိကဆေးရုံကနေတဆင့်ဖားကန့်မြို့ပြည်သူဆေးရုံကြီးကိုလွှဲပြောင်းပေးခဲ့ပြီးတာဝန်ရှိသူတွေကစစ်ဆေးရမှာတော့ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ရောဂါလက္ခဏာမတွေ့ရှိရပေမဲ့တရုတ်နိုင်ငံရွှေလီမြို့ကပြန်လာသူဖြစ်တဲ့အတွက်စောင့်ကြည့်လူနာအဖြစ်ထားရှိဖို့ပြင်ဆင်နေတော့မှာပဲ အဲ့ဒီအမျိုးသမီးဟာသူ့ကင်ဆောင်တဲ့ဖုန်းနံပါတ်ကိုပေးထားပြီးတော့ထွက်ပြေးသွားတယ်လို့ဖားကမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးညံလင်းအောင်ကပြောပါတယ်လက်တလုံးမှာတော့ထွက်ပြေးသွားတဲ့အဲ့ဒီအမျိုးသမီးကိုပြန်လည်တွေ့ရှိဖို့ဖားကန်းမြို့နယ်အတွင်းကသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကိုအကြောင်းကြားထားပြီးအဲ့ဒီလိုထွက်ပြေးသွားတဲ့အတွက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဖားကန်းမှာကိုရိုနာဗိုင်းရပ်စ်ရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့နေတဲ့အပေါ်ကောလာဟလတွေကိုမယုံကြည်ကြဖို့တာဝန်ရှိသူတွေကပြောပါတယ်ရှင်။ ပန်ကျိုးရှင်ကြားဟိုတယ်လို့ခေါ်တဲ့ဒီဟိုတယ်ရဲ့အပြက်အစည်းတွေကြားပိတ်မိနေသူတွေကိုကယ်ဆယ်ရေးသမားတွေကလူနာရင်းရင်တွေနဲ့တည်ထုတ်ခဲ့ရပါတယ်။ဟိုတယ်ဟာစနေနေ့ညဒေသစံတော်ချိန်9နာရီခွဲမှပြိုကျခဲ့တာဖြစ်ပါတယ်။လူပေါင်း40ကျော်ကိုအခင်းဖြစ်ပွားပြီး2နာရီအတွင်းကယ်ထုတ်ထားတယ်လို့ ကွမ်ဂျိုမြူနစ်စီပယ်အဖွဲ့ကထုတ်ပြန်ပါတယ်ဟိုတယ်ပြိုကျရခြင်းအကြောင်းရင်းကိုမသိရသေးပေမဲ့နိုင်ငံတော်ကောင်စီလက်အောက်ကဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာဘေးကင်းလုံခြုံရေးကော်မတီကအရေးပေါ်အဖွဲ့တစ်ဖွဲ့ကိုဆေးလွှတ်ထားတယ်လို့ရိုက်တာသတင်းအရသိရပါတယ်ရှင် က်32နှစ်အရွယ်စာပြီးရကွင်းလဲလူမတစ်ဟာအခုနှစ်ဘောလုံးရာသီမှာစာချုပ်သက်တမ်းကုံစောတော့မှာဖြစ်ပြီးအသင်းကနေထွက်ခွာဖို့နီးကပ်လာခဲ့ပါပြီ။လက်ရှိချိန်မှာတော့အသင်းမှာခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် Manchester United အသင်းကစာချုပ်သက်တမ်းတိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်။မတ်တစ်ဟာနီးပြဟောင်းမော်ရင်ဟိုလက်ထက်ကလေးကပါဝင်ကစားခဲ့သူပါ2018ခုနှစ်ကချယ်လ်ဆီကနေပြောင်းရွှေ့လာခဲ့တဲ့မတ်တစ်ဟာ United အသင်းအတွက်စုစုပေါင်း108ပွဲမှာ၄ဂိုးကိုသွင်းယူပေးထားပါတယ်ရှင်။ဘူမူနိုအပါဝင်409ဟာအလင်းဝင်ရောက်လာပါတယ်။ထောက်ဖို့စစ်ကား800ပျက်စီးခဲ့တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးပါမယ်။ အာနာသိအကြက်ဖက်စစ်တပ်ရဲ့စစ်မှုထမ်းအမိန်ပြညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူတွေအပါအဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားနဲ့ရက်တပ်ဖွဲ့တွေအနေနဲ့ပြည်သူ့ရင်ခွင် Telegram ဒါမှမဟုတ်နီးစပ်ရာ PDF ပကပတွေနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်အဖွဲ့အစည်းတွေစီကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ခွင်ကိုခိုလုံကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။ စစ်ကောင်စီကိုဖျက်သိမ်းပြီးစစ်ကော်မရှင်ကိုပြောင်းလဲကာခဲပေါက်ဖန်တီးတာဟာမကြသိမီကစစ်အုပ်စုကအမေရိကန်အခြေစိုက်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ DCI group ကိုငှားရမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ ကုလိုဖြစ်ပေါ်လာတာလို့လဲဆိုထားပါဗျ။အဲဒီ American Lobby Company ကို American အစိုးရနဲ့ဆက်ဆံရေးပြန်လည်တိဆောက်ရေးအတွက်ဒေါ်လာ3တန်တန်ကြီးရှိတဲ့တနစ်စာချုပ်ညံငှားရမ်းခဲ့တာလည်းဖြစ်ပါတယ်။စီအိုစုရဲ့နန်းနဂါပုံရိပ်ကိုခွာချတန့်စင်ရန်ကြိုးဝမှုတရပင်ဖြစ်ပြီ DCI က CEO စုရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေရန်ပုံငွေဖြစ်အများပြည်သူပိုင်မြမသဘာဝတန်ဆာကြတွေကိုဆက်လက်လူယူအသုံးချက CEO စုကိုအကူအညီပေးဖို့လဲဂရုပြုထားရလို့လည်းသိရပါဗျ။စစ်ကောင်စီကိုဖျက်သိမ်းပြီးစစ်ကော်မရှင်ကိုဖွဲ့စည်းပြီးရနောက်မှာဂျွဲလာ၄ရက်နေ့မှာ DCI အုပ်စုနဲ့အဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးမြဲလေစစ်ကောင်စီကိုဖျက်သိမ်းတဲ့ဂျွဲလာ30ရက်နေ့နောက်ပိုင်းမှာသာစာချုပ်ကအသက်ဝင်စေတာဟာဒဏ်ခတ်ပိတ်ဆို့မှုတွေရေခေပေါက်ကို ုံးချတာဖြစ်တယ်လို့လည်း JFN ကဆိုထားပါတယ်ရှင်။အဲဒါကြောင့်ဩဂတ်စ20ရက်နေ့ကနေစတင်ကကံပက်လက်မြို့နယ်အတွင်းဆွဲလွဲခြင်းကျင်းတွင်းလမ်းပိုင်းနဲ့စောကံပက်လက်လမ်းပိုင်းတွေအပြင်မကွေးတိုင်းကကံပက်လက်မြို့နယ်အတွင်းဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုလည်း CDF ကပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ကံပက်လက်မြို့နယ်အတွင်းပြည်သူတွေအနေနဲ့လဲကျဲဖက်စစ်ကောင်စီတပ်ကအချင်းမြေထိုးစစ်ဆင်လာလာရကြောင်း စည်ရေးတည်ရှိရှိနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့အချိန်မရွေးနေရမြေတက်ခက်လာနိုင်တဲ့လေချောင်းတက်ခက်မှုအန္တရာယ်ကနေကာကွယ်နိုင်ဖို့အတွက်ဘုံခိုခြင်းဂရုတ်ကျင်းတွေကိုတူးပြီးတည်ရှိရှိနေထိုင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။နေရတာတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က20ဦးထက်မနည်းဟာတိတ်သွားတာဖြစ်ပြီး ထောက်ပို့စစ်ကား၈စီးရာပစ်စည်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကား၂စီးစီကလည်းလက်လက်ခရမ်းတွေနဲ့ရိတ်ခါတွေကိုသိမ်းဆည်းရမိခဲ့ပြီးတိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတိုက်လေရင်၃စီးနဲ့၇ကြိမ်ခန့်ဘုံကျဲတက်ခဲ့ခဲ့လို့လည်းသိရပါတယ်ရှင်။ဩဂတ်စ၁၇ရက်နေ့ကပြုလုပ်ခဲ့တဲ့အာရခတက်တော် A ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကျောင်းဖြူမြို့နယ်ကတိုက်ပွဲအခြေအနေတွေကိုသတင်းတောက်တွေကမေးမြန်းခဲ့ပေမဲ့လည်းပြောခွင့်ရပုံကိုဖြစ်တဲ့ဥခိုင်ဒုက္ခကတိတိကျကျထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ကျောင်းဖြူမြို့နယ်အပါအဝင်ရခိုင်နဲ့အဆက်မကွေးဘကိုး AR တိုင်းတို့မှာလည်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တယ်လို့လည်းဩဂတ်စ15ရက်နေ့မှာ အေအေကတည်င်းထုတ်ပြန်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့လက်ခမောစခန်း၊နှမ်းဖဲတောင်စခန်းနဲ့မင်းတက်တောင်စခန်းတို့ကိုပြီးခဲ့တဲ့လအနည်းငယ်ကအရခတက်တော်အေအေကတိမ့်ပိုက်ထားတဲ့အတွက်ကြောင့်စစ်ကောင်စီကအခုပြန်လဲထိုးစစ်ဆင်တက်ခတ်နေတာလည်းဖြစ်ပါရဲ့ရှင်။တပည့်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိထမ်းပင်ကုန်းရွာထဲမှာတပ်ဆွဲထားပြီးအရက်သားပြည်သူတွေကိုလူသားတိုင်းဖြစ်ဆက်လက်ဖမ်းဆီးထားတာက ရွာတွေကလည်းလက်နက်ကြီး drone တွေနဲ့စက်တိုက်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ပဲစစ်တပ်ရဲ့ပြုံးတွင်ကနေထွက်ခွာလာတဲ့တန်ချက်ကကားတွေပတ်ဝန်းနဲ့စစ်ရင်တန်းဟာလည်းနောင်ချိုမြို့နယ်အတွင်းကိုရောက်ရှိလာပြီမဲ့လက်ရှိအချိန်မှာတော့ကြောင်မဲမြို့နယ်ဘက်ကိုထွက်ခွာလာခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။ဩဂတ်စာ20ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပင်တီးကျေးရွာပင်တီးဖုံးတော်ကြီးအကြောင်းကိုအကြက်ပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့် စစ်ပေးဆောင်ပြည်သူ၁၀ဦးဟာတည်ဆုံးခဲ့ရပြီး၂၀ဦးဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ DNL ကလည်းထွက်ပြေးတင်းရှောင်မဲ့ဒေသခံပြည်သူတွေကိုဟန်တာပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့အပေါ်ကိုလည်းပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး လေကြောင်းအန်တွေကြက်ရောက်နိုင်တဲ့ထင်းသားမြင်သားရှိနေတယ်။လုံကြုံရေးစစ်ဆေးဂိတ်တွေကိုချက်ချင်းဖြတ်သိမ်းတာ အရက်သားပြည်သူတွေနဲ့ဝေးရနေရတွေကိုအ мян ဆုံးပြောင်းရွှေ့ပေးသွားဖို့ကိုလည်းတိုင်းရွတ်ရန်ကုန်ကတောင်းဆိုလိုက်ပါတယ်။ဂျပန်စစ်တပ်အနေနဲ့စစ်ရေးပြတ်မှတ်ကိုတေချာစွာစုံစမ်းစစ်ဆေးခြင်းမပြုဘဲအရက်သားပြည်သူတွေနေထိုင်ရာပင်တီးကျေးရွာဖုံးတော်ကြီးအကြောင်းကိုလေကြောင်းတက်ခတ်ခဲ့တဲ့အတွက်ပြည်သူတွေကို ထိခိုက်တိုက်ဆုံးခဲ့ရမှုပေါ်ကိုတာဝန်ယူတာဝန်ခံရမယ်လို့လည်းရှဲလူမှုအဖွဲ့အစည်းတွေကထောက်ပြထားပါဗျာ။ ဒါအပြင်အကြံပဲစစ်တပ်ရဲ့ PDF ဖုန်ကြီးကြောင်းကိုလေကြောင်းတက်ခတ်ခဲ့မှုနဲ့ပတ်သက်ကရှမ်းကြောင်းသားများတမကကလည်းပြင်းထန်စွာကန့်ကွက်ရှောက်ချလိုက်ပြီးပြည်သူတွေတေဆုံးရမှုတွေနောက်တစ်ချိန်မှာတရားမျှတမှုပြန်လည်ရရှိရေးစ조사လုံဆောင်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။